မော်ရမီနီမဲလစ်ဆောက်ကိုကြိုက်တဲ့သူတွေအတွက်မြောက်ကောင်မြို့နယ်ထဲကတိတ်1000စုစုလေးနဲ့ရမယ့်အင်ဂျလိုကိုမက်ဆေ့ချ်ပေးမှာဖြစ်ပါတယ်ဆိုဒီနားဆိုရင်တော့မန္တလေးလမ်းမကြီးတဲ့ဘာလို့လမ်းမအနည်းမှာပဲရှိရဲအရန်ကုန်မှာအချက်ချက်ကျနေ200ကဒီအနောက်က ပင်40 60ပုံမှာစောက်ထားရဲ model house လေးပေါ့နော်အရန်ကိုမှလှရဲအိမ်လေး။ဒါဆိုရင်စွန့်နဲ့တူတူတစ်ချက်တော့လိုက်ကြည့်ကြည့်ရအောင်။ဒီအချိန်မှာဆိုရင်တော့ကာဖာကင်ဆိုတော့၃လေးစီလောက်ရလို့ရမယ်မဲဆိုတဲ့ငင်းနေလာရင်လည်းအစ်စင်းနေလို့ရမယ်ကာဖာကင်ထိုးလို့ရမယ်နေရာတွေထားပေးထားမယ်ပြဒီဘက်ချမ်းမှာဆိုရင်လည်း garden area space တွေထားပေးထားဒီလိုနေရာလေးမှာလည်း garden area space တွေထားပေးထားရဲဆိုဟိုဘက်ချမ်းမှာဆိုရင်လည်း garden area တွေထားပေးထားသေးတယ်ပြဒီမှာဆိုရင် modern design လေးကိုမှရှင်းရှင်းလေးတရှာလို့ပေးရတော့ကိုတွေ့ရတယ်အရန်ကိုမှလာတယ်ခင်ဗျာဆိုရင် channel ကိုတရှာတော့ကြည့်ကြည့်ရအောင်နော် ဲ့ဒီမှာဆိုရင်တော့တကားကိုအထင်တကားကိုတော့လက်ပြတကားလေးကိုတခြားသုံးမိလက်ပြခေါက်တကားလေးသုံးမိထားတယ်။အရှမ်းကိုမှမိုက်တယ်။ကဲဒီမှာဆိုရင်ကြွေပြားရည်အဖြစ်ခင်းမိထားရဲ့ကပ်ပါကင် area လေးပေါ့နော်။တော်တော်လေးဟိုမှာကျဲတဲ့ကပ်ပါကင်သုံးလေးစီးတော့အေးစိဆက်မဲ့ဒီမှာဆိုရင်အမိုးစင်းလေးလို့ပေးထားတာ။ဒီမှာဆိုရင်နှစ်စီးစာလောက်အေးစိရက်လို့ရမယ်။တော်တော်လေးဟိုမှာကျဲတော့တွေ့ရတယ်။ပြီးတော့ဒီဘက်အချမ်းမှာဆိုရင်တော့ garden area လေးသုံးမိထားတာပေါ့နော်။တော်တော်လေးကိုမှလှတယ်။ဒီဘက်ချမ်းလေးမှာဆိုရင်တော့သူတို့ဖြိုးဆေးလေးတွေနဲ့တေချာအလှဆင်နေတာကိုတွေ့ရတယ်။ ။ကြာဆိုရင်ဟိုဘက်ချမ်းတစ်ချက်တော့ကြည့်ကြည့်ရအောင်။ကြည့်ဒီဘက်ချမ်းလေးမှာဆိုရင်တော့တံခါးကိုလွယ်လင်းတစ်ခုထွက်လို့ဝင်လို့ရအောင်လို့ဒီလိုပုံစံလေးတုံးမိထားရဲ့။ဒီဘက်ချမ်းမှာဆိုရင်လည်း garden area space လေးကိုတခြားတုံးမိထားရဲ့။ခလေးရဲ့ညနေဘက်ကစားတဲ့အချိန်ကြာရင်လည်းအရန်ကိုမဆင်ပြေတဲ့ area လေးကမကျင်းဘူး။ဟိုတော်တော်လေးကိုမကျင်းလို့ပြောလို့ရမယ်။ပြီးတော့ဒီမှာဆိုလည်း garden area လေးတုံးမိထားတာတွေ့ရတယ်။ပြရတမဆိုလဲသူတို့ရွှေရငွေလာလေးနေတေချာဒီဇိုင်းခေါ်ပြီးအလှဆင်များတာကိုတွေ့ရမယ်။ဒါဆိုရင်အိမ်ထဲကိုတစ်ချက်တော့ကြည့်ကြည့်ရအောင်နော်။ ိမ်တကားကိုဆိုရင်တော့ဆိုဒီမှာကျုံတကားကိုမှမြန်မာပြည်တွေသုံးမိထားတာကိုလည်းတွေ့ရမယ်။ကြက်ဒီဘက်ချက်ဝင်ချင်းကတော့ living room area လေးပေါ့နော်။တော်တော်လေးကိုဝါမိုက်တယ်။ဆိုသုံးထားရဲ့ light အရောင်လေးရတယ်။အရန်ကိုမှလှရဲ့အပေါ်မှာဆိုလဲ ceiling လေးနဲ့ဒီမှာဆိုလဲဆိုအလင်းရောင်တိုင်ရဲ့မွေရောင်လို့တေချာကိုသုံးမိထားတာကိုတွေ့ရတယ်။ပြတော့တို့ပချီကားလေးရင်းနဲ့တခြားအလှဆင်တာရဲ့အဲကုန်းလက်တပေးထားရယ်။ပြဒီဘက်ချမ်းမှာဆိုရင်တော့ TV တင်လို့ရမယ်ကပိနက်လေးရယ်။ပြဒီလိုလေးရယ်ရွှေရွှေလိုင်းဝင်လာလေးနဲ့ဆိုင်းဆင်ပေးထားရယ်။အောက်မှာဆိုလည်းပစ္စည်းလေးတင်လို့ရအောင်လို့ကပိနက်လေးတုံးပေးထားတာကိုတွေ့ရရယ်။ ရဆိုရင်နောက်ထပ်နေရာလေးတွေကိုဆွကြည့်ရအောင်နော်။ရှောင်းလန်းနေရာဆိုလဲတော်တော်ကြီးကြီးကိုသုံးမိထားတာတွေ့ရတယ်။ကဲဒီဘက်အချမ်းလေးကအချမ်းကိုမှလှရနေရာလေးပေါ့ဒီဘက်အချမ်းလေး။ Garden area space လေးပေါ့နော်အခုံလေးတွေထားပြီးရောဆို AC နေမယ်ကော်ဖီလေးတောက်ပြီးစာဖတ်မယ်ပြီးတော့တငယ်ချင်းတွေလာချိန်ကျ AC နေလို့ရမယ်နေရာလေးပေါ့နော်။တော်တော်လေးကိုမှလှရဲ Garden area space လေး။အောက်မှာဆိုလဲမြခင်လေးတွေနဲ့တော်တော်လေးကိုမှမိုက်တယ်။ကြမ်းဆိုရင်ဆုနဲ့တူတူအခန်းလေးတွေကိုတစ်ချက်တော့လိုက်ကြည့်ကြည့်ရအောင်။ ကြင်ခန်းလေးရတော့ master room ခန်းလေးပေါ့နော်တော်တော်လေးကိုမှကျဲတာကိုတွေ့ရမယ်။ကြင်ထားပြီးတော့ဆိုခုပဲချမ်းမှာဆိုရင်နေရာကပြီးတော့လေးထားမယ်။မှန်တဲ့ကောင်ထားမယ်။တော်တော်လေးကိုမှနေရာတကျဲကိုတွေ့ရတယ်။ပြီးတော့ light ကောင်းဝင်နေ၊ ceiling လည်းတော်တော်လေးကိုမှလည်းမိုက်တယ်။ဖိုက်လည်းမြင်တယ်။ကြယ်ဒီလိုအချမ်းလေးရတော့ဒီအချမ်းလေးနဲ့တွေ့ရရေချိုးတဲ့ကိုရိုင်းခန်းလေးပေါ့နော်။အောက်ကောင်းပြီးတော့ဒီကန်းလေးရေတခြားအပြည့်ကပေးထားတွေ့ရတယ်။ area လည်းအခြေကြီးသုံးမိထားတယ်။ကြယ်ဆိုရင်နောက်ထပ်အချမ်းလေးလည်းကြည့်ကြည့်အောင်နော်။ ခုနက master gun ကနေထွက်လိုက်ပြီဆိုတာနဲ့ဒီဘက်ချမ်းတော့ kitchen area လေးပေါ့နော်ဒီမှာဆိုရင် dining area လေးလည်းတေချာသုံးမိထားတာကိုတွေ့ရတယ် lighting ကောင်းဝင်နေတယ်တင်ပေါက်နေရာဆိုလည်းတော်တော်လေးကိုမှကြည်ကြဲသုံးမိထားတွေ့ရတယ်ပြီးတော့ beige shower room တွေဆိုလည်းအကျယ်ကြီးသုံးမိထားတယ်ဒီမှာဆိုရင်လည်းအောက်မှာရောအပေါ်မှာ cabinet နဲ့ခရီးတွေနဲ့တေချာဒီဇိုင်းဆင်မိထားတယ်ကျွန်းတွေလည်းသုံးမိထားတာအရန်ကိုမှလိုက်တယ်ဘေးဆိုလည်းနှစ်ခုတည်းပုံစံလေးခင်ဗျာဆိုရင်တော့ဒီဘက်ချမ်းလေး ကဲဒီဘက်ချမ်းလေးဒီမှာဆိုတော့နောက်ဖေးရှောက်လို့ကိုတော်တော်လေးကိုမကျဲပြီးတော့နောက်ထပ်ပေါက်တကားလေးနဲ့သုံးမိထားရဲ့ပြီးတော့ဒီဟာလေးကတော့ဒီမှာပါးလေးရှုခဲနဲ့ပူတိုင်းတိတိုင်ခံလေးပေါ့နော်မိတ်ဆွေတွေပါးလေးလိုင်းအဲ့ဒါလေးပါးလေးလိုင်း brand ကိုသုံးလို့ရမယ်နေရာတော်တော်ကျဲအောက်တော့ပြီးတော့ဒီဟာလေးတိခင်မိထားတယ်။ကြာဆိုရင်နောက်ထပ်နေရာလေးတွေကိုတက်ကြည့်ကြည့်ရအောင်ဆိုတော့အပေါ်မှာဆိုလဲလေ high အမြင့်နဲ့စီလင်းသုံးမိထားရဲ့ ဒီဘက်ချမ်းမှာဆိုရင်လည်းစတိုကန်ပုံစံတွေတုံးမိထားတယ်အထဲရောက်ထမပြတော့ပစ္စည်းလေးတွေနည်းနည်းသိမ်းမိထားလို့ပေါ့နော်ဒါဆိုဒီကနေကြီးလိုက်မယ်ဆိုလဲအပေါ်ကပချီကားလေးနဲ့စီလီယောင်ကြီးအရှမ်းကိုမှလာရဲအောက်မှာဆိုလဲသူဘေးနင်းပြရဲ့အားလုံးကိုနော်ကျိုးနေတုံးမိထားရဲတူတယ်လည်းကြည့်ပါအခုကြီးပဲတုံးမိထားရဲဒီမှာဆိုလဲလက်ကင်ကိုကျိုးလက်ကင်နေပဲတုံးမိထားရဲဒါဆိုရင် second floor တတိကြီးအားကဲဒါလေးကတော့ second floor လေးပေါ့เนาะ second floor လေးမှာအခန်းလေးတွေကိုဘယ်လိုဖွဲ့စည်းထားလဲဆိုတာကိုတစ်ချက်လောက်လိုက်ကြည့်ကြည့်အောင် ဲဒီဘက်အခန်းလေးကတော့မာစတာရုံးခန်းလေးပေါ့နော်တော်တော်လေးကိုမာချေဟိုင်အမြင့်နေဆိုဟောတိုက်လို့ပြထားတော်တော်လေးကိုချေအခန်းတိုင်းခန်းတိုင်းမှာဆိုရင်ဒီလိုဗတိကားလေးနဲ့အလှဆင်နေရတာကိုလည်းတွေ့ရမယ်ဟိုင်အမြင့်နေလိုက်တင်လည်းကောင်းကောင်းဝင်နေလိုက်တင်ဆိုလည်းတော်တော်ကောင်းဝင်နေဘာလို့လဲဆိုဗီဒင်းပေါက်တွေနေရအောင်ဘူး area တော်တော်ကြီးတွေသုံးမိဟာဒီတချမ်းလုံးကိုဗီဒင်းပေါက်သုံးလိုက်တာကိုအရန်ကိုမမိုက်တယ်။ကဲဒီဘက်အချမ်းလေးရတော့ဒီအခန်းလေးနဲ့တွဲရေချိုးခဲနဲ့ပိုတာအခန်းလေးပေါ့နော်။အဘောဖေးရောဒီပြားလေးရေချင်းမိထားပြီးရော တော်တော်လေးကိုဒီဇိုင်းဆင်ပေးထားတွေ့ရတဲ့တဲ့ရဲ့ခလေး။အဲဒါဆိုရင်နောက်တစ်ခါတော့ကြည့်ရအောင်နော်။ခုနကအခန်းကနေထလိုက်ပြီဆိုတော့လေဒါလေးကတော့နောက်ထပ် master room တစ်ခန်းပေါ့နော်။ဒီ second floor မှာဆိုရင်တော့ master room နှစ်ခန်းပါမယ်။ဒီမှာဆို LED lighting ကကောင်းရတယ်။ပြီးတော့ဒီ master room ကတော့ one hour area လေးလည်းပါသေးတယ်။ဒီမှာဆိုရင် one hour area လေးပါတယ်။နေရာတေချာသုံးမိတာတွေ့ရတယ်။အောက်ကခုနက garden area လေးကိုလည်းလှမ်းမိနေရတယ်။ ။ဒါဆိုရင်နောက်ထပ်နေရာလေးကိုတွေ့ကြည့်ကြည့်ရအောင်။ဒီဖက်ခန်းလေးကတော့ဒီခန်းလေးနဲ့တွေ့ရရေချိုးခန်းနဲ့ပူတာခန်းလေးပေါ်တော့ဒီမှာဆိုတဲ့ area အကျဉ်းသုံးလာတယ်။ back tap ထည့်ရနေတယ်ဆိုရင်လည်း back tap ထည့်ထည့်လို့ရတယ်တော်လေးကိုမှကျေးတွေ့တယ်။ဒါဆိုရင်တခြားအခန်းလေးတွေ့ကြည့်ကြည့်ရအောင်။ဒီမှာဆိုလဲရှောင်းတော်တို့နေရာကိုတော်တော်ကျဲသုံးမိထားတယ်တော်တော်အူကျဲတာ၃လရောက်အေးစိတ်ရှောင်းလို့ရလောက်ကိုကျဲအပေါ်မှာဆိုလဲ high အမြင့်နဲ့စီမံသုံးမိထားတယ် lighting လည်းကောင်းဝင်တယ်လုံးဝ lighting ကောင်းဝင်တယ်မီးမထိုးနိုင်တော့မှာ lighting ကောင်းကောင်းရရတယ်။ဒါဆိုလည်းသူစကန်ဆောမှာဖျားကန်လုပ်ရှင်တဲ့သူတွေဒါမှမဟုတ်လဲဂျင်ကန်လုပ်ရှင်တဲ့သူတွေအတွက်ဆိုလည်းအရန်ပေါ်မှာစင်ပြေတယ်။အဲ့လိုမဟုတ်ဘူးလေ living area တစ်ထည့်လို့ရမယ်။ lighting ကောင်းကောင်းဝင်ပြီးတော့နေအောင်ထိုင်ရမရရှင်ကိုဆိုရင်ဒီလိုပုံစံလေးနဲ့သွားပေးထားတော့တွေ့ရတယ်။ဟန်မြင်းနဲ့စီလင်းနဲ့တုံးမိထားတယ်။ညဆိုရင်ဝရနာစပိလေးတော့ကြည့်ကြည့်ရအောင်။ဝါနာတကားရဲ့အားလုံးလေးစလိုက်တိုးမှန်တကားတွေပဲသုံးမိထားတာကိုတွေ့ရတယ်။ဒီမှာဆိုတဲ့ပုံမှာဆိုရင်ဟိုင်အမြင့်နဲ့စီလင်သုံးမိထားတယ်။ကက်တီးနီးယားလေးဆိုတဲ့အရန်ကုန်မှလှရယ်။ တေချာအနုစေးကြိုးဖိုးပေးရတာကိုတွေ့ရမယ်ပြီးတော့ဒီမှာဆိုလဲဆိုဒီလိုရွှေလံငွေလာလေးဒီဇိုင်းဆင်ပေးထားတဲ့အပေါ်ကအလှကိုလည်းလှမ်းပြီးမြင်ရတယ်ပြီးတော့ garden area လေးလည်းထည့်ပေးထားတယ်ဒီမှာဆိုရင် garden area လေးတွေတေချာသုံးမိထားတာလည်းတွေ့ရမယ်ခုံလေးတွေထားပြီးတော့အေးဆေးဆေးလည်းနေလို့ရမယ် garden လည်းထည့်ထည့်ချင်တယ်ဆိုရင်ထည့်လို့ရမယ်ပြီးတော့ဆိုရင်နောက်ထပ် third floor လေးတွေတည်ကြည့်ရအောင်နော် ။တက်ဖလော့တဲ့နေရာမှာဆိုရင်လေဒီလိုပုံစံလေးနဲ့အရှမ်းကိုမလာတဲ့အလွားတိုင်းအလွားတိုင်းအခန်းတိုင်းအခန်းတိုင်းမှာပတိကလေးဒီဇိုင်းဆင်နေတာ။ကဲဒါလေးကတော့နောက်ဆုံးတက်ဖလော့ area လေးပေါ့နော်။ဒီကနေကြီးလိုက်မယ်ဆိုရင်လည်းအောက်ကဖေးကရဲ့နေရာလေးရဲ့ပြီးတော့ဒီမှာဘောဟိုက်ကစီလင်းလေးရဲ့အရှမ်းကိုမလာရဲ့ပတိကရဲ့တော်တော်လေးကိုမလာတာကိုတွေ့ရမယ်။ကဲအဲဆိုရင်ဒီနေရာလေးဒီနေရာလေးမှာဆိုလဲပန်းအိုးလေးထားမယ်။ဒါမှမဟုတ်လေသေချာဒီဇိုင်းဆင်မယ်ဆိုရင်အရှမ်းကိုမလာတွေ့ရရဲ့။ ပြောစားဖတ်တဲ့နေရာလေးလည်းထားလို့ရမယ်ဒီမှာဆိုရင်လည်းတေချာပတိကန်နဲ့ဆိုင်စင်မိထားရယ် lighting လည်းကကောင်းရယ်ကဲဆိုရင်အခန်းလေးတက်ကြည့်ကြည့်ရအောင်ကဲဒါလေးရတော့နောက်ထပ် master ရောအခန်းလေးပေါ့နော်တော်တော်လေးကိုမှ area တကယ်သုံးမိခါတွေ့ရတယ်ဒီမှာဆိုရင်တော့ master ရောအားလုံးစုပေါင်းငားခန့်ပါရယ်ပေါ့နော်တော်တော်လေးကိုမှကျေတာကိုလည်းတွေ့ရပဲဒီဘက် channel ရတော့ဒီမှာ sound နဲ့တွေ့ရရရှုပ်ခက်နေပြတာအခန်းလေးပေါ့နော်အောက်ကောပြရောကျွေးရနေတခြားခင်မိရတယ်ကြည့်ရဆိုရင်နောက်ထပ်တစ်ခါတက်ကြည့်ကြည့်ပါ ကဲဒီမှာဆိုလဲနောက်ထပ်မာဆောင်အခန်းကိုဒါတော့နောက်ဆုံးမာဆောင်အခန်းလေဆိုဒီကဒီဒီကမာဆောင်အခန်းတိုင်းမှာအဲဂွန်တလုံးစီထည့်ပေးခါရဲ့နေရာအပြည့်မှာလဲအဲဂွန်တွေတခြားလို့ပေးထားတော့တွေ့ရတယ်ပြဒီမှာဆိုလဲဝါနာ area လေးလည်းပါသေးရဲ့အောက်ကခန်း area ကိုလည်းလှမ်းမြင်ရတယ်ပြီးရေချိုးခန်းလည်းဘူးတာအခန်းလေးလည်းပါတယ်ကဲအဲဆိုရင်နောက်ဆုံး view point နဲ့နေရာလေးတစ်ခုကြည့်အောင် ။ဝါ။တော်လှရဲ့နေရာလေးဒါတည်းက one night area လေးပေါ့နော်ဆိုတော့တကားရည်ဆိုရင်အကုန်လုံးကိုကျွန်းတကားရည်သုံးမိထားတယ်။ပြီးတော့မိ့သွားတာ။ဘာလဲဆိုတော့အခန်းတိုင်းအခန်းတိုင်းနေရာရဲ့နေရာတိုင်းမှာကျွန်းပါကြီးအပြစ်ကင်းမရတဲ့အပြောင်သားမှုပဲနဲ့အရန်ကိုမှလှရဲ့။ဒီမှာဆိုလဲဒီလိုဒီဇိုင်းလေးဆင်းမိတာအရန်ကိုမှတော်တော်လေးကိုမှလှအောင်တွေ့ရတယ်။ပြောအောင်မဆိုလဲကြည်ပြားလေးအပြည့်ခင်းမိထားရယ်ပြီးတော့ဒီမှာဆိုလဲ gain area လေးလည်းထည့်ပေးထားရယ်အရန်ကိုမှမှားရယ် view နဲ့ပွင့်တယ်ဒီနေ့ဆိုမိတ်ဆက်ပေးသွားတဲ့ဒီရင်လေးအစီအစဉ်တော့တိတ်ပေါင်း2500ဖြစ်ပြီးတော့စိတ်ဝင်စားတဲ့ဆွေးနွေးတော့ PSN Property ဆက်သွယ်လိုက်ပါနော်အားလုံးကျေးဇူးတင်ပါရှင်ဘိုင်ဘိုင်